အားလုံးပဲမင်္ဂလာပါရှင် Digital Fusion Company မှအကျိုးစုပါတယ်ရှင်ညီမအခု TV ရိုလေးမှာဆိုရင်တော့ Fusion POS Computer Version ကိုမှညီမတို့က Mobile Client အခွင့်သုံးတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးရောညွှန်ပြပေးမှာလည်းဖြစ်ပါတယ်ဒီတော့ဘာကြောင့်ညီမတို့က Client လေးတွေခွင့်သုံးလို့ရလဲဆိုတော့ကိုကဝန်ထမ်းတယောက်ထပ်ခေါ်ပြီးတော့မှဒီဝန်ထမ်းနဲ့ဖုန်းပေးပြီးတော့မှညီမတို့ကအယောင်ပေါင်းထားတွေဖွင့်ကျင်တယ်ဒါမျိုးတွေဆိုရင်တော့ညီမတို့က client လေးတွေခွဲပြီးတော့တုံးလို့ရပါတယ်ရှင် ဒီလိုမျိုး client ခွဲသွင်းခြင်းနဲ့ဆိုရင်တော့ညီမတို့ရဲ့ company ဘက်ကိုလမ်းပြီးတော့မှ client ဖွင့်ခြင်းနဲ့အကြောင်းကိုပြောပြီးတော့ဆက်သွယ်ပေးရမှာဖြစ်ပါတယ်ဒီလိုမျိုး client လေးတွေဖွင့်ပြီးသွားတဲ့အခါဆိုရင်ညီမတို့ကဘာလေးကနေပထမအဦးဆုံးပြုလုပ်ရမလဲဆိုတော့စနေထင်းသိမ်းခြင်းနဲ့ကိုသွားပေးရမယ်။ နစ်ထိန်းသိမ်းခြင်းနဲ့မှာမှညီမတို့ကယူဇာအကောင့်ကိုဖွင့်ပေးရမှာပါဒီတော့ညီမတို့ကတုံးဆွဲသူများဆိုတဲ့ကဏ္ဍတွေကိုသွားပြီးတော့မှဒီမှာဆိုလို့ရှိရင်ကိုကအသုံးပြုမဲ့အမည်ရဲ့ပြီးတော့ password လေးရေကိုပေးပြီးတော့မှအဆင့်သတ်မှတ်ခြင်းဆိုတဲ့နေရာမှာကိုက save rule ပေးမှာလား admin rule ပေးမှာလားဒါမှမဟုတ် owner လားပေါ့နော်အစသဖြင့်ကိုပေးခြင်းတဲ့ rule လေးတွေကိုဒီမှာလာပြီးတော့ခွဲပေးလို့ရပါတယ်ပြီးရင်တော့သိမ်းပြီဆိုတာလေးကိုရွေးလိုက်လို့ရပါတယ်ရှင်အဲ့လိုဆိုရင်ညီမတို့ကဒီနေရာလေးမှာကိုထည့်လိုက်တဲ့နာမည်ဒီစာတာတွေဝင်သွားပါမယ် ညီမကဒီမှာအကောင့်တစ်ခုဖွင့်ပြပေးထားပါတယ်ဒီ S1 ပေါ့เนาะညီမရဲ့သတ်မှတ်ထားတဲ့ rule ကတော့ CA ဆိုတဲ့ rule သတ်မှတ်ထားတာပါဒီတော့ဒီ account ကနေဆိုရင်အယောင်ပေါင်ချဖွင့်တာကိုပြုလုပ်လို့ရမယ်အယောင်ယောင်ပေးလို့ရမယ်ပေါ့နော်ပြီးသွားရင်ညီမတို့ကဒီနေရာလေးမှာအသုံးပြုပြီးသွားပြီဆိုရင်တော့ညီမတို့ကနောက်တစ်ဆင့်အနေနဲ့ license ဆိုတဲ့ကဏ္ဍတွေမှာသွားပြီးတော့ပြုလုပ်ပေးရမှာပဲဖြစ်ပါရဲ့ရှင်ဒီတော့ license ဆိုတဲ့ကဏ္ဍတွေကိုသွားပြီးတော့မှညီမတို့ကဒီ license ထဲမှာမှ mobile client license ကိုသွားပါမယ် mobile client line စနေကိုသွားလိုက်ရင်ညီမတို့ခုနကဖွင့်လိုက်တဲ့ S1 ဆိုတဲ့ account လေးကိုတွေ့ရမှာပါဒီမှာတော့ပထမအဦးဆုံးကိုက account တစ်ခုဖွင့်တာဆိုရင်တော့ဒီနေရာလေးမှာ password ကရှိနေမှာမဟုတ်ပါဘူးဒီတော့ကိုက password ထည့်ပေးရပါမယ်ဒီလိုမျိုး password ထည့်ပေးရတဲ့အခါဆိုရင်ဘေးနားကခဲရပုံစံအစ်တလေးကိုနှိပ်ပြီးတော့ဒီဘက်ဘေးလေးမှာ hero number လေးလာထည့်ပေးလို့ရပါတယ်ဒီတော့ကိုက80ပြီးတော့ 80ကို ထားမယ်ဆိုပြီးတော့ရေးလို့ရပါတယ်။ဒါဆိုရင်ပြီးရင်တိမ့်မယ်ဆိုပြီးတော့ကိုပေးခြင်းတဲ့ password လေးကိုပေးပေါ့နော်။ဒီလိုမျိုးလေးပေးပြီးတော့တိမ့်ကြီးကိုနှိမ့်လိုက်လို့ရပါတယ်။ဒါဆိုရင်တော့ဒီမှာ password ကကိုပေးလိုက်တဲ့ number လေးဝင်သွားမှာပါ။ဒီလိုဆိုရင်ညီမတို့ကအခုဒီပေါ့နော် main server ထဲမှာပြုလုပ်လို့ရတဲ့အကြောင်းလေးတွေကိုလုပ်ပြီးသွားပြီ။ဒါဆိုရင်ညီမတို့က mobile ပေါ့နော် client ဘက်မှာဘယ်လိုမျိုးအသုံးပြုရမလဲဆိုတဲ့အကြောင်းလေးကိုဆက်ပြီးတော့ပြောပြပေးပါမယ်။ ညီမတို့ကအဲ့လိုမျိုးမိုဘိုင်းနဲ့သုံးမယ်ဆိုရင်တော့မိုဘိုင်းဖုန်းတစ်လုံးဆိုရင်အကောင့်ကတစ်ခုပဲအသုံးပြုလို့ရပါမယ်ရှင်ဒီရောဖုန်းတစ်လုံးနဲ့မှမှဒီအကောင့်လည်းသုံးမယ်ပြီးတော့နောက်နောက်ဖုန်းတစ်လုံးမှလည်းနောက်တစ်ကောင့်သုံးမယ်ဆိုတာမျိုးတော့နောက်ဖုန်းတစ်လုံးမှဆိုရင်လည်းဒီအကောင့်ကိုပဲသုံးမယ်ဆိုပြီးတော့ဖုန်းနှလုံးကအကောင့်တစ်ခုတည်းတော့သုံးလို့မရပါဘူးဒီတော့ညီမတို့ကဘယ်လိုမျိုးပေါ့နော်မိုဘိုင်းထဲမှာမှကိုကအကောင့်လေးသွားပြီးဖွင့်ရမယ်ဆိုရင်အကြောင်းလေးကိုပြပြပေးပါမယ်ဒီတော့ညီမတို့ကဒီမှာဆိုရင်အခုကိုရဲ့ မိုဘိုင်းထဲမှာမှရွှေရှင်လင်းဆိုတာလေးကိုညီမကသွားမယ်ပြီးရင်တော့ဒီနေရာမှာဆာဝါ IP ထည့်ပေးရမှာပါဆာဝါ IP ထည့်ဖို့ဆိုရင်တော့ညီမတို့ကဒီနေရာကကိုယ့်ရဲ့ PC ရဲ့မှာ ရှိရဲ့မိုဘိုင်းထဲမှာဟိုအကောင့်ထဲမှာဝင်ပြီးတော့ဗောနော application ထဲမှာ fusion pos ဆိုတဲ့ app ထဲပုံဝင်ပြီးတော့ဒီနေရာက license ပြီးတော့မှ mobile client license ထဲမှာသွားပြီးတော့ ဒီကနံပါတ်၄ကိုကြည့်ပြီးတော့ထည့်ပေးရမှာပဲဖြစ်ပါတယ်ဒီလိုမျိုးအသုံးပြုဖို့အတွက်ဆိုရင်တော့ညီမတို့ကဒီပေါ့နော်ဖုန်းရောကွန်ပျူတာရောနှစ်ခုလုံးကတူညီရဲ့ network ရှိရပါမယ်ဒီတော့ network တစ်ခုထဲမှာမှညီမတို့ကဒီ IP နဲ့အလုပ်လုပ်ရမှာပါအဲဒီတော့ဒီနံပါတ်192.168.0.100ဆိုတဲ့နံပါတ်၄ကိုကိုယ့်ရဲ့ဖုန်းထဲမှာထည့်ပေးရမယ်ပြီးရင်တော့ဒီ connect ဆိုတာလေးကိုညီမတို့ကနှိပ်ပေးလို့ရပါတယ်ဒါဆိုရင်တော့ညီမတို့ကဒီမှာဆိုရင် ကိုခွင့်ထောင်ခဲ့တဲ့ခုနက S1 ဆိုတဲ့အကောင့်လေးကိုတွေ့ရမယ်သူက0ပဲအသုံးပြုလို့ရတယ်ဒီတော့ခုနကပေးခဲ့တဲ့ password လေးနဲ့ညီမက login ဝင်မယ်အဲ့လိုမျိုး login ဝင်ပြီးပြီဆိုရင်တော့ခုနကညီမကအယောင်ဆိုတာကိုပြီးခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ menu ထဲမှာလာကြည့်ရင်တော့ညီမတို့ကအယောင်နဲ့ပတ်သက်တာကိုပဲအသုံးပြုလို့ရမှာပါ။ ဒါဆိုရင်တော့ညီမကဒီမှာအယောင်ပေါင်းချလေးဖွင့်ပြပါမယ်။ဒါကြောင့်မလို့ဒီကအပေါင်းလေးကိုနှိပ်ပြီးတော့အယောင်ပေါင်းချလေးဖွင့်ပြပါမယ်။ကိုရောင်းထားခြင်းနဲ့ပစ္စည်းလေးကိုဒီက search box လေးမှာရှာလို့ရပါတယ်ရှင်။ ဒါဆိုရင်တော့ကျွန်တော်ကပစ္စည်းမျိုးစားလေးကိုဒီမှာထည့်လိုက်ပြီးအရေအတွက်ကိုပြင်ကျင်နေဆိုရင်တော့ဘဲဘက်ကို slide လေးဆွဲပြီးတော့မှအရေအတွက်ကိုအပေါင်းလေးနဲ့တိုးသွားလို့ရတယ်။ short ကျင်ရင်အနှုတ်လေးနဲ့ short လို့ရပါတယ်။ဒါဆိုရင်ညီမကအပေါင်းနဲ့တိုးသွားမယ်။ short ကျင်ရင်အနှုတ်နဲ့ short လို့ရတယ်။ဒီလိုမျိုးလေးအသုံးပြုလို့ရတယ်။ဒီဘေးကမှဆိုရင်တော့ညီမတို့ကအစည်းနှုံးပြင်ပြီးလို့ရပါတယ်။ဒါလေးကိုထောက်ပြီးတော့ညီမတို့ကပေါ်လာတဲ့ဒီညားလေးကိုနှိပ်ပြီးတော့မှလက်လီရောင်စည်းလားပြီးတော့လက်ကားရောင်စည်းလားဆိုပြီးတော့အစည်းနှုံးသတ်မှတ်ပေးလို့ရပါတယ်ရှင်။ပြီးရင်တော့လောက်ဆောင်မျိုးစွာလေးကိုရွေးလိုက်ရင်ရပါတယ်။ ။ဒါဆိုရင်ခုနက item ရဲ့နာမည်လေးကိုပြန်ကြည့်ခြင်းရတော့ညာဘက်ကိုဒီလို slide လေးပြန်ဆွဲပြရပါမယ်။ဒါဆိုရင်ညီမတို့ခုနကထည့်လိုက်တဲ့ပစ္စည်းမျိုးစားလေးကိုတွေ့ရမှာပါတကယ်လို့ကိုထည့်လိုက်တဲ့ item လေးကမှားသွားတယ်ဆိုရင်တော့ညီမတို့ကညာဘက်ကို slide လေးပြန်ဆက်ပြီးတော့မှဒီမှာပေါ်လာတဲ့ item လေးကိုနှိပ်ပြီးတော့ဖြတ်လိုက်လို့ရပါတယ်ရှင်ဒါဆိုရင်ညီမကအယောင်ပေါင်းချလေးဖွင့်ပြပါမယ်ဒါကြောင့်မလို့ကိုရောင်းထားမဲ့ပစ္စည်းလေးကိုရှာမယ်ပြီးတော့အရေးအတွက်ကိုညီမက၅ခုရောင်းမယ် ပြီးတော့ရင်နောက်ထပ်ပစ္စည်းမျိုးစားလေးကိုထပ်ပြီးတော့ရှာမယ်ဒီပစ္စည်းလေးကိုလည်းညီမက၅ခုရောင်းမယ်ပြီးရင်နောက်ထပ်ပစ္စည်းလေးတစ်မျိုးကိုပါညီမထပ်ရောင်းပါမယ် ဒါလေးကိုတော့၃ခုဆိုပြီးတော့ညီမကအဟောင်းပေါင်းချလေးဖွင့်လိုက်ပါမယ်။ဒါဆိုရင်ဒီပေါင်းချမှာညီမတို့ကဘလို့ကဏ္ဍတွေတုံးပြလို့ရလဲဆိုတော့ကိုက discount ပေးရမျိုးပေါ့နော်။ short sale ပေးခြင်းလဲဆိုရင်တော့ဒီ percent ပုံစံလေးကိုနှိပ်ပြီးတော့မှညီမတို့ကဒီမှာကို short မဲ့တန်ဖိုးပမာဏကိုဒီနေရာလေးမှာထည့်ပြီးတော့ညီမကြက်လာရအကိုင်းလုံးနဲ့လိုက်ရွေးပြီးတော့လှုပ်ဆောင်ပြီးဆိုတာလေးကိုနှိမ့်လိုက်ရပါတယ်ရှင်။နောက်ထပ်တစ်ခုကတော့အခွန်ဆောင်တဲ့အခါမျိုးတွေဆိုရင်တော့ညီမတို့ကဒီရောက်မှာပါတယ်တက်ဆိုတာလေးကိုနှိပ်ပြီးတော့မှအခွန်ဆောင်ခြင်းကဏ္ဍကိုအသုံးပြုလို့ရပါတယ်။ ဒီကိုဆိုင်ရနေပြီးတော့ဒလီပို့တာရှိရင်တော့ဒီမှာတော့ digital လေးကိုနှိပ်ပြီးတော့မှဒီနေရာမှာအချက်လက်တွေကိုဖြည့်သွင်းပြီးတော့လောက်ဆောင်ပြီဆိုတာလေးကိုရွေးချယ်ပေးလို့ရပါတယ်ရှင်ပြီးရင်တော့ညီမတို့ကဒီမှာဆိုရင် FOC ဆိုပြီးတော့ကန်နာလေးပါပါတယ်ဒါလေးကတော့လက်ဆောင်ပေးရပါဥမာအဖြစ်၅ထဲဝဲတစ်ထဲလက်ဆောင်လို့ဒါမှမဟုတ်လို့ရှိရင်လေးခုဝယ်တစ်ခုလက်ဆောင်လို့စရတဲ့ရာမျိုးလေးဆိုရင်တော့ FOC လေးကိုအမှန်ချစ်ချစ်ပြီးတော့မှကိုကလက်ဆောင်ပေးရမယ့်ပစ္စည်းလေးကိုထည့်ပေးရမှာပါ လိုမျိုးနဲ့ညီမတို့ကအသုံးပြုလို့ရပါတယ်ရှင်ဒီတော့နောက်ထပ်ဒီပေါင်းချာလေးကိုညီမတို့ကစိုင်းငန်းခြင်းနဲ့ဆိုရင်တော့ဒီပေးမိဆိုတဲ့ပေးနောက်မှာရှိရဲ့ post cloud လေးကိုညီမတို့ကနှိပ်ပြီးတော့စိုင်းငန်းလို့ရပါတယ်ဒါဆိုရင်ညီမကစိုင်းငန်းပြပါမယ်ဒီလိုမျိုးညီမတို့ကစိုင်းငန်းလိုက်လို့ရှိရင်တော့ညီမတို့ကညီမဘာမှသွားကြည့်လို့ရလဲဆိုရင် ဒီမန်နျူရဲမှာမှဆိုင်ငံပြေစာဆိုတာရှိပါတယ်ဒီဆိုင်ငံပြေစာထဲမှာဝင်ပြီးတော့ကိုယ့်ရဲ့ဘောင်ထားလေးကိုကြည့်လို့ရပါတယ်ရှင်ဒီဘောင်ထားလေးကိုကိုကဘောနော် ဥပမာမိန်းစာပါကနေကြည့်ကျင်နေဆိုရင်လည်းညီမတို့က PC ထဲမှာမှညီမတို့ရဲ့ဒီပေါ့နော်အယောင်ထဲမှာရှိရဲ့အယောင်ဆိုင်ငံပြစာထဲမှာသွားပြီးတော့ကြည့်လို့ရပါတယ်ဒါဆိုရင်တော့ကိုကဆိုင်ငံထားတဲ့ပေါင်းချာလေးကိုအကောင့်နံပါတ်နဲ့တွေ့ရမှာပါကိုကဝန်ထမ်းခွဲပေးထားတဲ့ဟိုမှာ S2 ဆိုလဲ S2 မြန်မြန်ဆိုလဲမြန်မြန်ဒီလိုမျိုးခွဲပေးထားတဲ့နံပါတ်လေးနဲ့တွေ့ရမှာပဲဖြစ်တယ်ပြီးရင်တော့ဒီမှာအယောင်ဝန်ထမ်းလိုက်များလေးကိုနှိပ်ပြီးတော့ညီမတို့ကရွေးချယ်ပြီးတော့လဲကြည့်လို့ရပါတယ် ဒီလိုမျိုးဆိုင်ရထားတဲ့ဗောင်းထားကို mobile နဲ့မှမဟုတ်ဘဲနဲ့မှညီမတို့ကဒီ PC ထဲမှာပဲ edit လုပ်ပြီးတော့ဆက်ရောင်းလို့ရပါတယ်။ PC ထဲမှာ edit လုပ်ချင်ရင်တော့ဒီခရမုံစံလေးကိုနှိပ်ပြီးတော့ညီမတို့ကအယောင်ဗောင်းထားလေးကိုဆက်ပြီးတော့ဖွင့်ပေးလို့ရပါတယ်။တကယ်လို့ဒီကနေပြီးတော့ညီမတို့ကဒီဗောင်းထားလေးကိုအသုံးမပြုချင်ဘူး။ client ကနေပဲသုံးချင်နေဆိုရင်လည်းရပါတယ်။အဲ့လိုဆိုရင်ညီမတို့ကဒီထဲမှာမှ ဒီဆိုင်ငံ့စရင်မှတ်တမ်းထဲမှာညီမတို့ကဘယ်ဘက်ကိုစလိုက်လေးချက်ပြီးတော့ဒီခဲရံပုံစံအက်တစ်ကလေးကိုနှိပ်ပြီးတော့မှညီမတို့ကအယောင်ပေါက်ထားလေးဆက်ပြီးတော့ဖွင့်လို့ရပါတယ်။ဒီတော့ညီမကပေးပြီဆိုတဲ့ခလုတ်လေးနဲ့အယောင်ပေါက်ထားလေးဖွင့်လိုက်ပါမယ်ရှင်။ဒါဆိုရင်တော့ညီမတို့ကဒီထဲမှာဆိုရင်ဘာတွေကိုဆက်ပြီးတော့ပြုလုပ်လို့ရလဲဆိုတော့ customer ပေးတဲ့ပေးငွေပမာဏကိုညီမတို့ကဒီဟာပေးငွေထဲမှာထည့်ပြရမှာပါ။ဥပမာ customer က6000ပေးရဆိုရင်ညီမတို့ကဒီမှာလာပြီးတော့6000ဆိုပြီးရေးလို့ရပါတယ်။ ဒါဆိုရင်တော့ညီမတို့ကဒီမှာ6000ဆိုပြီးတော့ရေးလိုက်ရင်ပြန်အငွေရ900ဆိုပြီးတော့ပြပါရယ်။ကိုကဘဏ်ကနေလက်ခံလိုက်ရယ်ဆိုရင်လည်းဒီနေရာမှာဘဏ်ဖြင့်ပေးချိမိဆိုပြီးပါရယ်။အဲဒီတော့ဘဏ်ဖြင့်ပေးချိမိဆိုတာလေးကိုနှိပ်ပြီးတော့မှစာရင်းအမှတ်တွေစားတဲ့အကြောင်းအရာတွေထည့်ပြီးတော့သိမ့်မိဆိုပြီးတော့လည်းအသုံးပြုလို့ရပါရယ်ရှင်။ ောက်ထပ်တစ်ခုကတော့ customer ကကိုယ့်ကိုကြိုတင်ပေးငွေရှိထားရင် customer ရဲ့နာမည်ထည့်လိုက်တာနဲ့ကြိုတင်ပေးငွေရဒီမှာပေါ်လာပါတယ်အဲ့လိုမျိုးကြိုတင်ပေးငွေကိုအသုံးပြုခြင်းတော့ဒီ box လေးမှာအမှန်ချီလေးချပြီးတော့မှညီမတို့ကကြိုတင်ပေးငွေကဏ္ဍလေးကိုလည်းဆက်လက်အသုံးပြုလို့ရပါတယ်ရှင်ဒီတော့ကိုက customer ကိုပေါင်းချပေးမယ်ဆိုရင်တော့ print ထုတ်မည်ဆိုတာလေးနဲ့ print ထုတ်ပေးလိုက်လို့ရပါတယ်။သိမ့်မည်ဆိုရင်တော့ညီမတို့က ကစတမာကိုပေါင်းချမပေးဘဲနဲ့တင်လိုက်တာပါဒီလိုမျိုးညီမတို့ကငွေပေးချင်မယ်ဆိုလို့ရှိရင်တော့ခုဒီမှာဆိုရင်ညီမကခု print ထုတ်ပြီးဆိုပြီးတော့ပေးလိုက်ပါမယ်ရှင်ဒါဆိုရင်တော့ customer ရဲ့အယောင်ပေါင်းချလေးထွက်သွားပါပြီ။ဒီလိုမျိုး ထွက်ဖို့ဆိုရင်ညီမတို့က printer နဲ့ချိန်ထားရမယ်ဘယ်လိုမျိုးသွားပြီးပြင်လို့ရလဲဆိုရင်တော့ဒီထဲမှာမှညီမတို့ကဒီမှာစနစ်ထိန်းသိမ်းခြင်းဆိုပြီးတော့ပါပါတယ်ဒီစနစ်ထိန်းသိမ်းခြင်းတွေကိုသွားပြီးတော့မှညီမတို့ကပြေစာစနစ်သတ်မှတ်ခြင်းတွေမှာပြင်ပေးရမှာပဲဖြစ်ပါတယ်ဒီတော့ပြည်စာစနစ်သတ်မှတ်ခြင်းတွေကိုသွားပြီးတော့မှညီမတို့ကပြင်မစာပြင်မစာပါမှာ print ထုတ်ပြီဆိုတာလေးကိုညီမတို့ကရွေးချယ်ထားပြီးတော့သုံးပြီဆိုတာလေးကိုနှိပ်ပေးထားပါပါအဲ့လိုမှကညီမတို့ကဒီဘောနော်အခု client ကနေရောင်းလိုက်တဲ့ပေါင်းချာကဒီ PC ရဲ့မှာရှိရဲ့ main စာပါနဲ့ချိန်ထားတယ်။ printer နေပြီးတော့ညီမတို့ရောင်းလိုက်တဲ့ပေါင်းချာလေးကထွက်သွားမှာပဲဖြစ်ပါတယ်ရှင်။ဒါဆိုရင်ညီမတို့ကဒီ printer ထဲမှာဆိုရင်တော့ပြင်မဆံပါပါ print ထုတ်ပြီးဆိုတာလေးကိုရေးပေးရမယ်။ ပြီးရင်တော့နောက်ထပ်တစ်ခုကတော့ဒီမှာဘာသာစကားတွေပြီးတော့မြန်မာစာစနစ်တွေစတာတွေကိုညီမတို့ကဘာသာစကားဆိုရင်မြန်မာလားအင်္ဂလိပ်လားရွေးလို့ရတယ်မြန်မာစာစနစ်ဆိုရင်လည်းဇော်ဂျီနဲ့တုံးမလားယူနီကုန်းနဲ့တုံးမလားဆိုပြီးတော့ရွေးချယ်လို့ရပါတယ်ဒါပေမဲ့ညီမတို့ကဒီမှာတုံးထားတဲ့ဟာတွေကညီမတို့ကဒီမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ဘောနော main server မှာတုံးထားတဲ့အရာတွေပဲဖြည့်ရမယ် main server မှာ unicode ဆိုရင်ညီမတို့ကဒီ client မှာလည်း unicode ပဲတုံးရမှာပါရှင် ဒီတော့ညီမတို့ကကိုခုနှစ်ကရောင်းလိုက်တဲ့ပေါင်းထားလေးကိုကြည့်ချင်းလို့ရှိရင်လည်းညီမတို့ကဒီမိန်းစာပါကနေလည်းကြည့်လို့ရတယ်ဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့ mobile client အနေနဲ့လည်းကြည့်လို့ရတယ်အဲ့လိုမျိုးကြည့်ချင်းလို့ရှိရင်ကျမတို့ကဒီမှာဆိုရင်မိန်းစာပါကနေကြည့်မယ်ဆိုလို့ရှိရင်အယောင်စရင်ထဲမှာကိုကလာပြီးတော့ကြည့်လို့ရရယ်ပေါ့နော်ခုနက client မှာဆိုလို့ရှိရင်ကျမတို့ကဒီမှာဆိုရင်အယောင်ကန်နာနဲ့ အယောင်ကန္နာနဲ့ဆိုင်းငန်းကန္နာလည်းညီမတို့အသုံးပြုလို့ရမယ်။ဘာဖြစ်လို့လဲဆိုတော့ညီမတို့ကဆေးရိုးပေးခဲ့လို့ပါ။ကိုက0ပဲပေးခဲ့တယ်ဆိုလို့ရှိရင်သူကအယောင်ပေါင်ချဖွင့်တာနဲ့အယောင်ပေါင်ချကိုဆိုင်းငန်းတာပဲညီမတို့အသုံးပြုလို့ရမယ်။ပြီးရင်ဒီဆိုင်းငန်းထားတဲ့ပေါင်ချလေးကိုပေါ့နော်ဆိုင်းငန်းထားတဲ့ပေါင်ချလေးကိုညီမတို့ကရောင်းတာမျိုးစတာမျိုးပဲပြုလုပ်လို့ရပါတယ်ရှင်။ကိုကတော့ဟို ပေါ့နော်စင်ရူပေးထားပြီးတော့မှပေါင်းချရပြင်တာဖြတ်တာကိုပြုလုပ်လို့မရတဲ့အတွက်ကြောင့်မလို့ညီမတို့ကပေါင်းချကြည့်ချင်ရင်တော့မိန်းဆာပါကနေအယောင်ဆင်းရင်ထဲမှာလာပြီးတော့ပြန်ကြည့်လို့ရပါတယ်။ဒါဆိုရင်ခုနကအရုံးကညီမရောင်းခဲလိုက်တဲ့ပေါင်းချလေးကိုတွေ့ရမှာပါရှင်။အားလုံးပဲတာယာရေးချမ်းသောနေ့ရက်လေးဖြစ်ပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။